လူတဲ့တန်းတဲ့လူဟာကောင်းသည့်ဖြစ်စေညံ့သည့်ဖြစ်စေနည်းသည့်ဖြစ်စေရာသည့်ဖြစ်စေကိုယ်တိုင်းတန်လည်းကိုလူအဓိကအရေးကြီးဆုံးကတော့လူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားပေါ်မှာမူတည်တယ်လို့ဆိုတယ်ဆုံးလေးတစုံလောင်းတာပဲဖြစ်စေသမီးချောင်းစီအောင်လူကြီးပေးတာပဲဖြစ်စေကာယကံရှင်ရဲ့စိတ်နေသဘောထားပေါ်မှာမူတည်ပြီးတော့ကျုပ်ပေးတာကွဲပြားခြားနားသွားရတယ် ကုံကြများတဲ့အလှကြီးကိုလှူတယ်။ဒါပဲစိတ်နေစိတ်ထားကအကုသိုလ်တွေခြံရမ်းနေတယ်။ကုသိုလ်စိတ်တွေကြီးမဟုတ်ပဲနဲ့ဝမ်းကြောင်းဝမ်းသာဖြစ်နေမှုအသိဉာဏ်နဲ့ပံပိုးထားမှုဆိုတာမရှိဘူးဆိုလို့ရှိရင်ဘလောက်ပဲကုံကြစိတ်တွေကြီးကြီးရလာတဲ့အကျိုးချနေပါသွားတယ်။ဒါလှူတဲ့ရှုတော့ကလည်းပြောတယ်နောက်အလူကံရှုတော့ကပြောရလဲရှိသေးတယ်။ကိုကယဟန္တာပုဂ္ဂိုလ်လိုထင်ပြီးလူပဲယဟန္တာဖြစ်ချင်မှဖြစ်မှာ အဲ့တော့တန်ခါကိုလှူတယ်ပြောကိုကောင်းတယ်ပေါ့နော်ကိုကြည်ညိုတဲ့ပုဂ္ဂိုလ်လှူကြတာပဲလှူတဲ့အခါမှာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ကကိုထင်တဲ့အတိုင်းဟုတ်ချင်မှာဟုတ်တယ်အဲ့တော့ဒါကိုအလုံးမဟုတ်တော့ကိုမတတ်နိုင်ဘူးလှူကပုဂ္ဂိုလ်ကိုကရွေးချယ်ဖို့ဆိုတာဓမ္မခေတ်ဒါဘာကြောင့်ပြောရတာလဲဆိုတော့ရသော်ဘုရားကိုလောကမတယောက်ကရှောက်ဖူးတယ်ဒီလိုနေစင်နေမြအင်ကြလာတဲ့ရဟန္တာတွေကိုတပီတော့လှူနေတာလို့ ပြောတော့ရသော်ပြရသူ့ဘာပြောတော့အေးမင်းတို့တမန်လူတယောက်ကဒီပုဂ္ဂိုလ်ဟာယ ahanan ဒီပုဂ္ဂိုလ်ယ ahanan မဟုတ်ဘူးဆိုတော့အတိကိုခက်ပါတယ်အဲ့ဒီလိုမတွေးပါနဲ့တန်ခါကိုလှူတယ်လို့သာစိတ်ကတွေးပါလို့ရသော်ပြလမ်းမှန်ဖြောင်းပြီးကောင်းတဲ့ဆိုရဲဆိုတော့လူတယောက်အကြောင်းဘယ်လိုလုပ်သိမှာတော့အကုန်လုံးမသိနိုင်တော့အဲ့ဒါကိုမတွေးနဲ့တွေးရမှာပါလို့ဆိုက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 ကိုသိတယ်လေအဲ့တော့လှူပြီးဆိုလို့ရှိရင် ကိုယ်စိတ်ကိုပြင်ရမယ်။နံပါတ်၁ကိုလှူတဲ့ပစ္စည်းတစ်ခုဟာကိုယ်အိမ်မှာမလိုလို့လွတ်ပြစ်မဲ့ပစ္စည်းမဖြစ်စေရဘူးတစ်ခု။ကိုယ်အိမ်မှာပိုးနေလို့မလိုချင်လို့ရှိတယ်မလားမကောင်းကြောင်းပို့စာရှိတယ်လေ။ဒုတိယကွယ်လွန်နေစာရောက်သွားရင်သူအိတ်သွားတဲ့ကတဲ့င်းတို့ဘာလို့အိမ်မထားကြတော့ဖုန်းကြောင်းပို့တာ။အဲမလိုချင်လို့ပို့တာမျိုးဆိုတာကျွန်တော်။လှူတာဖြစ်တော်လဲပဲညံ့သွားတာတစ်ခု။ ဆွန့်ပစ်တဲ့ပစ္စည်းကိုလှူတာဟုတ်အဲအမျိုးကြတော့သူစိတ်အနေထားလည်းနှစ်နှစ်ချက်ချက်ဖြစ်မှာမဟုတ်ဘူးကိုယ့်ကိုစဉ်းစားကြည့်အဲဒီလူမျိုးကကုသမရဘူးလို့ပြောတာမဟုတ်ဘူးနော်ကုသရတယ်လှူတယ်ဆိုတဲ့စိတ်ကကုသရဘလို့ကုသရတာတော့ဆိုဆွန့်လွန်နိုင်တာကကုသပဲသို့တော့ဆွန့်ပစ်ပစ္စည်းကိုလှူတာကြတာပံမိုးရှိတဲ့ပစ္စည်းလှူရတဲ့လောက်မခဲရင်ဘူးပေါ့အကဲဘူးအတွက်ကြောင့်စိတ်ကမုန်ရမှုမရှိဘူး။ဒါမှမဟုတ်ဖျား စွန့်ဖြစ်တဲ့အနေနဲ့လှူတာမျိုးမလုပ်ရဘူး။နောက်တစ်ခုကဘာလို့ဆိုရင်လှူတဲ့အခါမှာစိတ်နေသဘောထားတွေကတလီတစားတယုတ်တသိလှူတာဖြစ်ရမယ်။စွန့်လောင်းတာကစပြီ။ဘဏ္ဍလေးချုပ်ပြီးယိုသေးသေးတန်တန်ပြန်ပြန်လှုပ်ပြီးတော့မုံမုံမြန်မြန်လောင်းလှူတာမျိုးလို့ဆိုတယ်။ဖရာပန္ဒေနာတို့ဖရာဆွန်တော်ကတ္တာတို့စိတ်ထဲမှာတတိထားပြီးတော့လီလီမြတ်မြတ်ထားပြီးတော့ လူရတန်းတန်းမျိုးလောရမယ်ဘာလူလူနောက်တစ်ခုကပါတော့အလူကံပုဂ္ဂိုလ်ပေါ်မှာပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်ရှိရမယ်သူ့အတွက်ရည်စူးတာတို့လူလိုက်တဲ့ဆွန်လေးကိုဖုံးမေးသုံးဆောင်ပြီးတော့ချမ်းသာပါစေမေတ္တာစိတ်အဲ့ဒီလိုအလူကံပုဂ္ဂိုလ်အတွက်အကျိုးဖြစ်မဲ့ပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်နဲ့လှူရမယ်တဲ့ဒါစိတ်တော်တာနှစ်ခုလှူပြီးဆိုတဲ့အခါမှာ ကိုယ်တိုင်လက်နဲ့ပါဝင်ပြီးတော့လှူဒါန်းရမယ်။ဟောနောက်တစ်ခုစိတ်တွေသဘောထားမှာတော့ဆိုဘာလှူလို့ငါလုပ်တဲ့အလှူဒါန်းလားပြောက်ပြက်သွားမှာမဟုတ်ဘူးငါရင်ထဲမှာရောက်သွားတဲ့ဒီစေရနာလေးကတနေ့တစ်ချိန်ကျတော့ပြန်ပေါ်လာလိမ့်မယ်အကျိုးပေးလာလိမ့်မယ်ဆိုတော့ယုံကြည်ထားတဲ့သိမြင်ထားတဲ့အသိဉာဏ်ရှိဖို့တော့တယ်ခဏခဏပစ္စည်းပြောက်ဖို့ကြမှာငကပြောက်ရတာ ਨੇ လက်ဆွတ်ပြောက်သွားတာနဲ့ပြောက်တာမျိုးရတယ်ဒီကံတရားကြတော့အဲ့လိုပြောက်မသွားဘူးဘာလို့ပြောက်မသွားလို့ဆိုလူရဲ့စိတ်ထဲနှလုံးထဲရောက်သွားရင် तू ကချုပ်ပြောက်သွားတာဖြစ်တော့လည်းပဲတတိအနေနဲ့ဉာဏ်နဲ့ရတဲ့ तू ကចောင်းတက်ဆိုင်ရင်ပြန်ပေါ်လာဥပမာသစ်ပင်တစ်ပင်ကទីလိုက်တဲ့မျိုးစေ့လေးအဲ့မျိုးစီတွေမှာအပင်ပေါက်နိုင်တဲ့ဆိုင်တတိရှိနေတယ်။ခွဲကြည့်လို့သိမလားလို့ဆိုအဲ့လိုတော့မသိလို့မရဘူး။ဒီတတိလေးရှိတာကို ။ဘာနဲ့စမ်းသပ်လို့ရမလို့။ညီနဲ့ညီနဲ့ချဆိုင်ကြည့်လိုက်ရင်ထွက်လာတာသိကြ။မျိုးစိလေးသည်အပင်ပေါက်နိုင်တဲ့ဆိုင်းတတ္တိရှိသလိုဘာလုံးလိုက်တဲ့ကုသကောင်းမှုကလဲသည်ဖြစ်စေ၊ညာသည်ဖြစ်စေ၊ကျိုးပေးနိုင်တဲ့ဆိုင်းတတ္တိရှိတယ်လို့အတိဉဏ်ဖြင့်သိရှိတာကိုအာဂမနဒိဋ္ဌိလို့ခေါ်တယ်။ဒါဝေလမသုတ်တမလက်ဆပ်ရဟောတာလေ။ကိုယ်လှူတဲ့လှူတိုင်းလှူတိုင်းဒါကိုအမှတ်ရဖို့လိုအပ်တယ်ပေါ့နော် ။နေသည့်ဖြစ်စေများသည့်ဖြစ်စေဒီအလူဤအကျိုးတရားဟာတောက်ပြက်တော်မှာမဟုတ်ဘူးရောက်လာမယ်။အေးလှူတဲ့အခါမှာတလေးတစားလှူရမယ်။မုံမုံမြတ်မြတ်နဲ့ပူဆော်လိုတဲ့စိတ်ချင်းရောက်လိုတဲ့စိတ်နဲ့လှူရမယ်။ပူဆော်လိုတဲ့စိတ်ဆိုကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပူဆော်တယ်။ကိုယ့်ရဲ့နှိမ့်ချတဲ့ပုဂ္ဂိုလ်လှူတဲ့အခါကျချင်းရောက်တယ်။ဟောသူစားပါစေ။ဥပမာတိရိစ္ဆာန်လေးတွေကိုကြွေးတယ်ဆိုရင်ချင်းရောက်တဲ့စိတ် ပူဆောင်လိုတဲ့စိတ်ရှင်းရောင်းလိုတဲ့စိတ်နဲ့ဒီလိုကုပ္ပစီကိုတဝူတယောက်အားပေးခြင်းကျွေးခြင်းဒီဌာနအဲ့ဒီဌာနကုသိုလ်မှာအခုပြောခဲ့တဲ့စိတ်နေသဘောထားတွေနဲ့ပံ့ပိုးထားမှချိညက်တဲ့အကျိုးကိုရတယ်အဲ့ဒီစိတ်ထဲမှာတလေးတစားလှူတယ်ဆိုရင်အဲ့ဒီကံရဲ့အကျိုးပေးတဲ့အခါကျတော့ဘဝဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကမိသားစုပဲဖြစ်ဖြစ်မိစေအောင်တဲ့ပဲဖြစ်ဖြစ် ကိုပြောတဲ့စကားကိုကျန်တဲ့လူတွေအပြေးဝဲမကြနားထောင်တယ်။အဲလိုမဟုတ်ဘဲနဲ့မိသားစုတွေမှာကအပြောမကောင်းဘူး၊သမီးကပြောမကောင်းဘူးဆိုတော့မျိုးတွေကဒါနကောင်းမှုလို့တော့တလေးတစားမလုပ်ခဲ့တာပါ။တလေးတစားမလုပ်ခဲ့လို့အဲ့ဒီကံအကျိုးပေးပြီးရှင်ကိုစကားကိုနားထောင်ညင်ကြတာမဟုတ်ဘူး။ဘယ်လိုနားမထောင်ဘူးဆိုတာသာသမီတွေကြီးအပြစ်မဟုတ်ဘူး၊ကိုလုပ်ခဲ့တဲ့ဒါနမစင်ကြဲဘူးလို့ ခုနပြောတဲ့အချက်တွေနဲ့မပြည့်စုံဖြစ်တယ်။အဲဒီအချက်လက်တွေနဲ့ပြည့်စုံမယ်ဆိုရင်ကိုပြောတဲ့စကားကိုမြေဝမကြနားထောင်ကြနိုင်တယ်။ဟောဒါကြောင့်မို့အလူလူတိုင်းလူတိုင်းဒီအချက်တွေနဲ့ပြည့်စုံအောင်ခရုတစိုက်လူကမယ်။ပုဂ္ဂိုလ်ကိုမရွေးချယ်နိုင်တန်ခါကိုဥတည်ပြီးတော့လူကအဲ့လိုတန်ခါကိုဥတည်လူတိုင်းရဲ့အဖြစ်တန်ခါဆိုဒီမှာတိုးတယောက်မဟုတ်သည့်အတွက်ကြောင့်အဖွဲအစည်း ။ဥပမာပြီမှာဘုန်းကြီးတပါးလဲကိုတန်လာလို့ခေါ်နေတာအဲ့ဒါလိုမခေါ်ရဘူးနော်။တပါးတဲ့ကပုဂ္ဂိုလ်ပဲ။တန်ခါဆိုတာ၄ပါးကစာတာ။၄ပါးအထက်မှာတန်ခါလို့ခေါ်တယ်။ဖွဲ့စည်းကိုရည်ညွှန်းတာအဲ့ဒါ။ဒါတော့ဒါနကောင်းမှုလို့တိုင်းလို့တိုင်းတန်ခါကိုရည်ညွှန်းလို့တိုင်းပဲဆိုလို့ရှိရင်ပုံပြီးတော့အကျိုးကြီးကမိလေးတော်ကောရမီကြီးကသူကိုယ်တိုင်လူဘဝမှာတော့ရှက်ကန်းရုံနဲ့တွားပြီးတော့ချင်းငင်းနဲ့ ချက်ကန်းရက်တယ်သူကရိုင်းရိုက်တယ်ဆိုတာသူကရိုင်းပါဝင်လှုပ်တာပေါ့ပြီးအောင်တော့သူခတ်တာဟုတ်မှာမထင်ပါဘူးနော်သူကရိုင်းဝင်ပြီးတော့လှုပ်ထားတဲ့သင်္ကန်းရသော်ဘုရားကိုလှုပ်ဖို့ဆိုသေးသေးချာချာလှုပ်ထားပြီးပြီးတဲ့အခါဘုရားကိုသွားလှုပ်တယ်သူကပြောတယ်ဒါသူကရိုင်းချင်းငင်ပြီးတော့သူကရိုင်းရက်ထားတဲ့သင်္ကန်းမှာဆိုပြီးဘုရားကရသော်ဘုရားကပြောတယ်တန်ခါကိုလှူလိုက်ပါတဲ့တန်ခါလှူလိုက်လို့ရှိရင် ငါ့ကိုလည်းလူ వీ သားပူဇော် వీ သားဖြစ်မယ်။တန်ခါကိုလည်းပူဇော် వీ သားဖြစ်မယ်။ဘာကြောင့်ပြီးသေးတော့သူ့ကိုရည်စူးတဲ့တန်ခါကိုတန်ခါကိုလှူခိုင်းကြတော့ဆိုလို့ရှိပြီးသေးတော့ရည်ရဲ့အကျိုးကိုကြည့်ပြီးမြတ်စွာဘုရားပို့ပြီးတော့အကျိုးများအောင်လို့ရားစေခြင်းနဲ့စိတ်နဲ့ဟောပြောတာပဲဖြစ်ဖြစ်။နောက်တစ်ခေတ်ရောက်လာတဲ့အခါကျတော့တန်ခါကိုလူတွေဟာရည်စူးပြီးတော့လှူထပ်လာအောင်တန်ခါလှူမှကိုယ့်ရဲ့ရွှေချက်အကျိုးဟာပြည့်စုံတယ် အဲ့တော့ပုဂ္ဂိုလ်ကိုမလှူရဘူးလားလို့ဆိုတော့မလှူရဘူးလို့ပြောတာမဟုတ်ကိုကြည့်နေပုဂ္ဂိုလ်ပုဂ္ဂိုလ်အနေနဲ့လည်းလှူလို့ရတယ်သို့တော့ကိုကအကျိုးတရားများများရချင်တယ်ဆိုရင်အင်္ဂါကိုယေရှုကြီးလှူပါလို့ဒီလိုဆုလို့နော်မလှူနဲ့လို့ပြောတာမဟုတ်တော့လောကမှာပုံညလို့ခေါ်တဲ့အရာဟာဒါနသီလဘာဝနာသုံးမျိုးရှိသူ့ရဲ့အကျိုးကရှုစင်တဲ့ဘဝဆင်တန်းမြင့်တဲ့ဘဝကိုဖြစ်စေ အထက်တန်းရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဆိုရတော့ကဲခေါင်းကြီးတို့လူဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟာအပေပုံသားတွေနဲ့ရှင်လိုင်းကွာမြင့်နေလေအဲ့လိုမြင့်တဲ့အနေထားမျိုးရောက်လာအဲ့လိုဘဝတစ်ခုမှာလူသားတွေထဲမှာလည်းတူနဲ့တူမတူဘူးဆင်းမြင့်နေပုဂ္ဂိုလ်ရှိမြင့်လာတဲ့ပုဂ္ဂိုလ်ရှိအဲ့လိုမြင့်မြတ်တဲ့ဘဝမျိုးကိုရောက်စေတာဘယ်သူကရောက်စေတာတော့ဆိုကုသိုလ်ကံကရောက်စေတာပဲဖြစ်တယ်ပေါ့အဲ့ဒီကုသိုလ်ဟာ ဒါနကုသိုလ်ရှိတယ်သီလကုသိုလ်ရှိတယ်ဘာဝနာကုသိုလ်ရှိတယ်ဒါနဆိုတာကိုရှိတဲ့ပစ္စည်းကိုတတ်နိုင်တဲ့အတင်းတာနဲ့ကိုစားတဲ့သမင်းပကံလည်းကတဆုပ်ပဲလှူလှူကိုစားတဲ့မုတ်လည်းကတချမ်းပဲလှူလှူအဲ့ဒီလိုကိုစားတဲ့ထဲကလှူတာပဲဖြစ်စေဒါနမြောက်တယ်မြတ်စွာဘုရားကဘလောက်ထီအောင်ဟောတော်မူဆိုရှင်ကိုစားလို့ကျွံ့ချန်တဲ့ပကံခွက်ရောက်မှကတ်နေတဲ့ ထမင်းကြံဟင်းညာလေးတွေပဲဖြစ်စေသရဝါဒီစားကြပါစေဆိုပြီးတော့စေတနာလေးနဲ့ဆုံးပြည့်လို့ရှိရင်သရဝါဒီတားလေးကိုစားကြပါစေဆိုရင်စိတ်နဲ့ထားရင်ကုသဖြစ်တယ်လို့ဟောတယ်ဗျာအဲအိမ်မွေးထားတဲ့ခွေးကညကြတော့ဟောင်မော်ရတယ်၊ကြိုက်ဖို့ရတယ်။ဟောင်လို့၊ကြိုက်လို့ကြွေးတာကြတော့လေအဲ့ဒါကြတော့လေကုသမဟုတ်ဘူးကွာ keep in take သူကဟောင်လို့သူ့လာကပေးတဲ့ပုံစံဖြစ်သွား အဲ့လိုမဟုတ်ဘဲနဲ့တနာကျင်နာတဲ့စိတ်နဲ့စားကြပါသေးဆိုမေတ္တာကရုဏာနဲ့ကျွေးရဒီလိုဆိုလို့ကျိုးကြအိမ်မွေးတိရစ္ဆာန်ခိုင်းဖို့ကျွေးတာလေတော့ရရတောင်းလို့တဲ့သမားတွေဆိုနွားတွေကျွေးတယ်မဟုတ်လားနွားတွေကျွေးတာဒါနဖြစ်သလားလို့မေးစိတ်ပေါ်မှာမူတည်တယ်ဒီနွားခိုင်းအောင်ဝါအောင်ကျွေးထားပြီးခိုင်းမယ်ဆိုလို့ရှိရင်တော့ဒါနဖြစ်ရင်တော့အညာသာဒါနဖြစ်ခိုင်းဖို့လုပ်တာကိုသူကရည်ရွယ်တာကွာအဲ့လိုမဟုတ်ဘဲနဲ့ ဆញ្ញံတလားစားပါစေဆိုရင်စေရနာနဲ့လုံးဝဒါနာကုသိုလ်ဆိုဖြစ်တယ်။အဲဒီလူတဲ့ဒါနာတွေဟာစိတ်တော်ရမှန်ကန်မှုပေါ်မှာမူတည်ပြီးတော့အကျိုးကြီးတယ်မကြီးဘူးဆိုတာခွဲခြားပြ။အရာခသိဟာတူတယ်လို့သဘောထားလို့မရဘူးမတူဘူးဒါကလူပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားနဲ့ပတ်သက်တာပြောတာအဲခါအလူခံပုဂ္ဂိုလ်တွေနဲ့ပတ်သက်တဲ့အကျိုးကွာခြားမှုကလည်းရှိသေးတယ် ။သစ္စာဗျာတာဝရိန္ဒလက်ပြီးဘိရမတရားတက်ဟောတဲ့ခါမှာနတ်သားနှစ်ယောက်တူကအင်ကုရနတ်သားလို့ခေါ်တယ်။တူကအိန္ဒကနတ်သား။အဲ့နတ်သားနှစ်ယောက်ဟာလူဘဝတော်ကကုသကောင်းမှုတွေလုပ်ပြီးတော့မြတ်ပြေရောက်လာကြတာ။အင်ကုရဆိုတဲ့နတ်သားကမြေပေါင်းများစွာထမေချောင်းစီအောင်သာသနာ့ဘအခါမှာလှူခဲ့တယ်။သူလှူတဲ့ထမင်းကိုလာစားတဲ့လူတွေက ဘာဝတိလာတော့မလို့ဘူးတရဏဂုံလည်းမထီဘူးတာမန်လူတွေပဲအဲ့ဒီလူတွေလာစားတာတခါအိန္ဒကဆိုတဲ့နတ်သားအရှင်နုရုဒ္ဓဆုံးကကြွလာတဲ့အခါမှာဆုံးတစုံလောင်းမှုတယ်စေရဏထက်တန်စွာဆုံးလောင်းလိုက်ဉာဏပုဂ္ဂိုလ်ဆုံးလောင်းလိုက်သူလည်းနတ်ပြည့်ရောက်သူတို့နှစ်ယောက်ဟာဒါနကောင်းမှုကြောင့်နတ်ပြည့်ရောက်လာကြတာ ရှောင်းလာတဲ့အဲထဲမှာအကုံကြများစွာခံပြီးမြစ်ပေါင်းများစွာထမရေချောင်းစီအလူကြီးပေးခဲ့တဲ့အင်ကုရဏသာရဲ့အစွမ်းတကိုးနဲ့အိနကဏသာရဲ့စွန်းတစုံလောင်းပြီးလက်ပြရောက်လာတဲ့ဏသာရဲ့စွမ်းတကိုးခွဲပြားဌာနသွားတယ်အလူကပုဂ္ဂိုလ်ရဲ့စွမ်းအားလူကပုဂ္ဂိုလ်ပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့စိတ်စေတနာစွမ်းအားတွေပေါ့နော်အဲ့ဒီကွယ်ပြားခြံနာတော့မြတ်စွာဘုရားအဘိဓမ္မာတရားဟောလို့စထိုင်တဲ့အချိန်လေးမှာ သူတို့ကဘယ်တော်မီနတ်သားနဲ့ဘက်မှာထိုင်ရင်ကနေပြီးရှေ့နားမှာသူတို့ရောက်လာကြအရင်ရောက်တာသို့တော့တဖြည်းဖြည်းနဲ့မြတ်စွာဘုရားပြီးတော့မှတရားဟောတော်မှာလည်းဆိုတော့နတ်တိပြမတွေကရောက်လာကြတာရှုံရှုံရှုံအင်ဂုရနတ်သားသူ့တဲ့ပါဝါကြီးတဲ့နတ်တွေရောက်လာနောက်ဆုတ်ပြရရှေ့ပါမနေရဘူးသူနောက်ဆုတ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 ်သွားလိုက်တာမြတ်စွာဘုရားနဲ့စက်တိယုဇနာတော့ဝေးသွားတယ်တိယုဇနာကိုရှစ်မိုင်နှောင်းနဲ့တွက်ချလိုက် အဲ့လောက်ထီအောင်ဖះနဲ့ဝေးသွားဣဒကနတ္တကတော့ဆွန်းတဆောင်တူခဲ့ပြီမယ်လို့သူ့ရဲ့တကူပါဝါရှိန်ဝါကရှိတော့သူ့ရှိန်ဝါကြောင့်မလို့နောက်မရောက်လာတဲ့နတ်တွေသူ့နောက်ကပဲနေချာအလူကံပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့သူ့ရဲ့တဏ္ဍာနေမှာဖြစ်ပေါ်လာတဲ့စိတ်စေတနာတွေကလည်းကွဲပြားသွားတယ်အဲ့ဒီလိုတာရကလေးတွေကိုမှတ်သားပြီးတော့ကုလူတဲ့အခါမှာစိတ်တော်ရမှန်မှန်ကန်ကန်လှူတတ်ဖို့ အဲ့ဒါအရေးကြီးဆုံးပဲနော်။နောက်ဒက္ခိဏဝိပင်ကတော့မှာသစ္စာပြအလှူကိုလေးမျိုးခွဲပြီးဟောတာရှိတယ်။လှူတဲ့ပုဂ္ဂိုလ်ကသီလရှိတယ်အလှူကံကသီလမရှိဘူးဒါတစ်ခု။အလှူကံပုဂ္ဂိုလ်ကသီလရှိတယ်လှူတဲ့ပုဂ္ဂိုလ်ကသီလမရှိဘူးဒါတစ်ခု။အလှူဝေးရောအလှူကံရောနှစ်ဦးလုံးသီလမရှိဘူးဒါတစ်ခု။နှစ်ဦးလုံးသီလရှိတယ်ကတစ်ခု။လေးမျိုးရှိတယ် လေးမျိုးရှိတဲ့တည်းမဲ့အလူကံရောအလူရှင်ရောနှုတ်လုံးသီလမရှိတဲ့အလူကအညံ့ဆုံးပဲလို့ဆိုတယ်။အညံ့ဆုံးဆိုတာအကျိုးမပေးဘူးပြောတာမဟုတ်ဘူး။အကျိုးပေးရင်လည်းအညံ့ဆုံးအကျိုးပဲပေး။လူတဲ့ကုသိုလ်ရှင်ကသီလရှိပြီးအလူကံပုဂ္ဂိုလ်ကသီလမရှိဘူးဆိုရင်လည်းလူသူရဲ့ဘက်ကနေချိပြီးတော့အကောင်းဆုံးချမ်းသာရနိုင်တယ်နော်။အဲ့တော့ဒါကြောင့်မို့လို့ရှေးကဆရာတော်ကြီးကတတ်မှတ်ပေးတာ။ လူတို့မယ်ဆိုလို့ရှိရင်သီလဆော့တိခိုင်တာအဲ့ဒါအလူကံပုဂ္ဂိုလ်တွေပဲကြတော့မေတ္တာပို့ခိုင်တယ်အဲ့တော့အလူရှင်ကသီလဆော့တိတယ်အလူခံမဲ့ပုဂ္ဂိုလ်တွေကမေတ္တာပွားတယ်ဆိုရင်အဲ့ဒါနှုတ်နှောင်းအောင်ကျိုးရှိတယ်အစ္စတကုအဲ့ဒီအစင်လာတစ်ခုလုပ်ထားတာနောက်တစ်ခုလူတဲ့ပုဂ္ဂိုလ်ကသီလမရှိဘူးသို့တော့သူလှူလိုက်တဲ့အလူကပုဂ္ဂိုလ်ကသီလရှိတဲ့ပုဂ္ဂိုလ်ဆိုရင်လေထုံးပေါက်သွားတယ် ဥပမာမဲ့မုံဆိုးကပစ္စေကဘုရားကိုလှူလိုက်အဲသူလှူတဲ့ကုသိုလ်ကငတမထွက်ထွက်ရောက်သွားသူကမုံဆိုးဆိုတော့တီလာမရှိဘူးလေသို့တော့ပစ္စေကဘုရားလို့ပုဂ္ဂိုလ်မျိုးလှူလိုက်တဲ့အခါကျအလူကံပုဂ္ဂိုလ်ကတီလာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူကတီလာမရှိဘူးမဲ့လို့လူကံပုဂ္ဂိုလ်ကြောင့်ဌာနရဲ့အကျိုးဟာကောင်းကောင်းရသွားတယ်အဲတော့အလူကံပုဂ္ဂိုလ်နဲ့ဘက်ကလည်းတီလာရှိတယ်လှူရှင်ဘက်ကလည်းတီလာရှိတယ်ဆိုရင်အတိုင်းနဲ့အလွန်အဲ့ဒီထဲမှာ ဘယ်ပုဂ္ဂိုလ်ကအဓိကကြတယ်လဲလှူတဲ့ပုဂ္ဂိုလ်ကအဓိကလားအလူခံကအဓိကညာသာဖြင့်အလူခံပဲလိုက်ရွေးနေကြအဲ့ဒီလိုမေးလာလို့ရှိရင်ပြန်မေးကြည့်လိုက်ဒါနကုသိုလ်စေရနာဆိုတာဘသူစိတ်ထဲမှာဖြစ်တာလဲအလူရှင်ရဲ့စိတ်မှာဖြစ်တာလားအလူခံရဲ့စိတ်မှာဖြစ်တာလားဒီဒါနစေရနာလေးဖြစ်တဲ့ပုဂ္ဂိုလ်ကပိုအရေးကြီးတယ်ဆိုတာထင်ရှား လူတဲ့ပုဂ္ဂိုလ်ကသီလရှိကိုကိုအရေးကြီးတယ်လို့သူဆိုလို့အလုံးမဟုတ်ဘဲနဲ့သူကအလူကပုဂ္ဂိုလ်ပြင်းမာမိတတ်တဲ့တချို့ကြတော့လေအလူကပုဂ္ဂိုလ်ဆိုကိုပြင်ပေးလို့ရပါမလားရနိုင်ဘူးကိုလည်းမသိနိုင်ဘူးအဲ့တော့ပြင်ရမှာကိုကိုပဲပြင်အဓိကကိုကိုပြင်ပြီးတော့လှူနိုင်လို့ရှိရင်ကိုဌာနကောင်းမှုအချို့ရှိတယ်အဲ့ဒါကိုထင်ရှားအောင်ထေကရာမှာရေးထားတာရှိတယ် မြင့်မြတ်မှုနဲ့နှိမ့်ချမှုနှစ်ခုနဲ့ရှင်။ဆိုတော့ရသော်ဘုရားကရှင်သာရိပုတ္တရာကိုသင်္ကန်းလှူတယ်။အဲ့ကြရင်ဘုရားကအလှရှင်ရှင်သာရိပုတ္တရာကအလှကဘသူကမြတ်အလှရှင်ကမြတ်တယ်အလှကနှိမ့်ချတခါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတယ်။ဘသူကနှိမ့်ချဘသူကမြတ်တယ်အလူရှင်ကနှိမ့်ကြတယ်အလူကံကမြတ်တယ် အဲ့ဒီအလူနှစ်ခုဟာဘယ်ဟာပို့ယိုကြည့်လဲလို့မေးလို့ရှိရင်မြတ်စွာဘုရားကအလူရှင်ဘက်မှနေတဲ့အလူကပို့ယိုကြည့်။ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားရဲ့ဒီဌာနစေရနာဟာဒီကြတော့ကုသိုလ်လို့တော့မခေါ်တော့ဘူးနော်။ဌာနစေရနာမြတ်စွာဘုရားရဲ့ရှင်ထဲမှာဖြစ်တယ်။ကျုပ်ပြီးမယ်ဆိုလို့ရှိရင်တော့သူကပို့ပြီးတော့စင်ကြယ်တဲ့ပုဂ္ဂိုလ်ရဲ့တန်ခမှာဖြစ်လို့ပို့ပြီးတော့ညတ်တယ်လို့ဆို။ အဲ့ဒါလေးတွေလည်းဒါနကောင်းမှုလုပ်တိုင်းလုပ်တိုင်းသိထားဖို့လိုတယ်။ဘယ်ပစ္စည်းမှအလကားရတာမရှိဘူး။ချွေးနဲ့သွေးနဲ့ရှာဝေထားတဲ့ထဲကလှူကြတာ။ပမာတွေကလှူကြပါတယ်လှူတာတော့။သို့တော့စိတ်နေသဘောထားလေးတွေကတော့ပြင်ဖို့လိုတာပေါ့နော်။အဲ့လိုပြင်ပြီးတော့လှူမယ်ဆိုလို့ရှိရင်များစွာအကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာမှတ်သားနိုင်။နောက်တစ်ခါသီလဆိုတာရှိရတယ်။ဒါနနဲ့သီလနှစ်ခုပြည့်ပြည့်ဝဝလုပ်မယ်ဆိုရင် လူချမ်းသာရတယ်ဒါနနဲ့သီလအတိုင်းနဲ့အလွန်ကြိုးကြိုးစားစားထက်ထက်တန်တန်လုပ်တဲ့ဆိုရင်နတ်ပြည်၆ထပ်ရောက်ဒါနသီလနှစ်ခုသည်လူပြည်နတ်ပြည်မှာဒီနှစ်ခုကကြိုးပေးတယ်လို့သူဆိုတယ်အေးပြမပြည်ကိုရောက်လာဆိုပြမပြည်တော့မရောက်ဘူးပြမပြည်ကတမထဘာဝနာဆိုတဲ့ဘာဝနာကိုအောင်မြင်မြင်ကျင့်နိုင်မှပြမပြည်ကိုရောက်တယ်ဒါနနဲ့သီလနဲ့ကလူပြည်နေပဲနတ်ပြည်ပဲရောက်တယ် တဏ္ဍာကျိုးပေးကိုပြောတယ်နော်ကိုကနိဗ္ဗာန်ကိုရည်ညွှန်းပြီးလောက်လိုက်တဲ့ဆင်တော့ကိုလို့တဲ့ကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်မရမချင်းနိဗ္ဗာန်ရအောင်လမ်းကြောင်းဖြောင်းပေးတာလည်းရှိတယ်တည့်ရိုက်တော့မရောက်နိုင်ဘူးပေါ့နော်ဖျားပွင့်တဲ့အချိန်မှာလူဖြစ်အောင်ဒါနကုသိုလ်အကျိုးပေးတယ်လူရှင်းရင်လည်းအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဟန်နီးပေးတယ်အဲ့ဒီပုဂ္ဂိုလ်ကဖျားစီတရားနာလဲရတဲ့အခါမှာအဲ့ကြမှာအသိဉာဏ်ပွင့်ပြီးတော့တရားတို့တရားမြင်ရတယ် အဲ့ဒါလို့အခြေအနေကောင်းတွေကိုဒါနကုသိုလ်သီလကုသိုလ်ကဖန်တီးပေးနိုင်တယ်လို့သူပြောတယ်။အဲကြောင့်မို့ကုသိုလ်ကောင်းလို့တိုင်းလို့တိုင်းကောင်းကျိုးချမ်းသာရအောင်ကိုယ်စိတ်ပေါ်မှာအဓိကပြင်ဆင်ပြီးတော့လုပ်ရမှာဖြစ်တယ်ဆိုရက်ညဆောပြရဲ့အဆုံးအမစကားနိုင်ယူမှတ်သားပြီးနိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ကောင်းမှုအားထုတ်ပြုလုပ်နိုင်ကြပါစေ။သာဓုသာဓုသာဓု